စေတနာဆိုတာက ရပိုင်ခွင့်မဟုတ်ပါဘူးတဲ့နားစင်ကြည့်ပါနော်တခါတုန်းကတာယာလှပတဲ့ရေကန်လေးရှိတဲ့တောအုပ်လေးတစ်ခုမှာဗျိုင်းတကောင်လေးတိုင်ပါတယ်ဗျိုင်းဟာငါးရှာပြီးတော့ပြန်လာရင်ရလာတဲ့ငါးတချို့ကိုသူ့မိတ်ဆွေကြီးကန်းကိုပေးလေးရှိပါတယ်သူ့မိတ်ဆွေကြီးကန်းကလည်းအစပိုင်းတော့ဝမ်းသာအားရနဲ့ကျေးဇူးတင်နေပေါ့ကြာလာတော့အကျင့်ဖြစ်သွားတယ်လေအကျင့်ဖြစ်လာတော့ ဒါကသူ့ကိုပြီးကိုပြီးရမယ်ဆိုတဲ့စိတ်ဖြစ်လာတာပေါ့တနေ့ကျတော့ဗျိုင်းကရလာတဲ့ငါတချို့ကိုတိမ်ငက်ကိုပြေးလိုက်တော့ကြီးကန်းကမကြည်နဲ့တော့ဘူးလေငါတို့ရအစကလေးကဗျိုင်းရှာလာတဲ့အစာဆိုတာကိုသူမိသွားတယ်ဘယ်သူကိုပြေးမယ်ဆိုတာဗျိုင်းမှာပဲဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာသူမိသွားတယ်လေဂျာနဲ့သူတို့စကားများကြပြီးတော့အခင်အမင်ပြတ်သွားကြတယ်ခေါ်ပြောနှုတ်ဆက်တာတော့မလုပ်ကြတော့ဘူးလေ မိတ်ဆွေရင်းအဖြစ်ကနေပြီးတော့တစိမ့်ဆန်သွားကြတာပေါ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလေဒီအတိုင်းပါပဲတချို့သောလူတွေဟာသူတို့ဘာစီကတခါတရံရလိုက်တဲ့အရာတွေကိုတသက်လုံးရမယ့်အရာလို့သတ်မှတ်ထားတတ်တဲ့လူတွေရှိတတ်ကြတယ်ဗျအမြဲတမ်းသူများကကိုယ့်အပေါ်ကောင်းဖို့ပဲမျှော်လင့်ကြတယ်အစပိုင်းတော့ဂျေဇုတင်မဆုံးဘူးပေါ့ကြာလာတော့သူများကိုယ့်အပေါ်ကောင်းတာတွေကိုအမြဲလိုချင်တဲ့အချင်းဖြစ်လာတယ်ဒါကိုဖြစ်တဲ့အရာလို့ထင်လာတယ် ။ဒီနေ့မှာကို့အပေါ်မကောင်းခဲ့ရင်အပြစ်တင်ရှုံချမိတော့တယ်။တကယ်တမ်းကျတော့သူများမကောင်းတာတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေကပြောင်းကုန်တာပါ။ရနေကြဆိုတော့ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီးတော့ဂျေဇူးတရားဆိုတာကိုမိသွားတတ်ကြတယ်လေ။ဒါကြောင့်သူတစ်ပါးပိုင်တဲ့ပစ္စည်းကိုကိုယ့်ရပိုင်ခွင့်လို့ပုံသီးတတ်မှတ်မထားသင့်ပါဘူး။တကယ်တော့ငါးတွေဘယ်သူကိုပြီးမယ်ဆိုတာ gain မှာပဲဆုံးဖြတ်ပိုင်ခွင့်ရှိတာလေ။ ူပိုင်ဆိုင်တဲ့ဖြစ်စီကိုဘယ်သူကိုပဲပေးပေးပေးကျင်တဲ့သူကိုပေးဖို့သူ့မှာအခွင့်အရေးရှိတယ်လေ။ဒါကြောင့်စေတနာဆိုတာကရပိုင်ခွင့်မဟုတ်ဘူးဆိုတာအမြဲတမ်းမှတ်ထားဖို့လိုအပ်တာပေါ့။